ဘင်္ဂလားဒေ့ရှ်ကစိုက်ကားသမားတွေကိုသူတို့အစိုးရကတောင်းလက်မြောက်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်မှာစိုက်ကားတွေ၊ taxi တွေနဲ့ကားတွေဟာ လမ်းမပေါ်မှာအမြဲလိုလိုသွားလာနေကြပါတယ်။အဲဒီတည်းမှာစိုက်ကားတွေအလွန်အကျွံများပြားလို့နာကြောင့်မတော်တဆမှုတွေမကြခနဆိုသလိုဖြစ်ပွားလာတာကို အာနာပိုင်တွေကသတိထားမိကြပြီးတော့စိုက်ကားတွေအထွက်ကိုဒီကရိယာကိုထွင်လိုက်ကြတာပါ။ဒီအချိန်ရှော့ကရိယာကို ပထမဆုံးမြင်လိုက်ရင်ရေစင်းမြောင်းများလို့ထင်ရမှာပါ။ပုံမှန်မြေပြင်ကြီးမှာတန်တိုင်ကြီးတည်တံ့ကာရန်ထားတဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီဇိုင်းပညာရှင်တွေက ကားရဲ့ဘိန်းနဲ့စိုက်ကားရဲ့ဘိန်းအရွယ်အစားအနံကွာခြားချက်ကို အပိုင်ကိုတွက်ချက်လိုက်ကြတာပါကားရီနဲ့တခြားဘိန်းကြီးရဲ့ယင်းတွေကဒီပြားပေါ်ကိုအတားလေးဖြတ်ကျော်သွားနိုင်ပါတယ်ဒါပေမဲ့စိုက်ကားရီဖြတ်ဖို့ကြိုးစားတဲ့အခါမှာတော့သူတို့ရဲ့ဘိန်းတွေက ဒီပြားတွေထဲမှာညက်ပြီးတော့ပေါက်ထွက်သွားနိုင်ပါတယ်။စိုက်ကားတစည်းတဲကိုပဲရည်ရွယ်ပြီးတော့ထောင်ချောက်ဆင်ထားတာဖြစ်နေတာပေါ့။အနာပိုင်းတွေကတော့ဒီနီလန်းကအလုံးဖြစ်ပြီးတော့စိုက်ကားတွေကိုထိန်းချုပ်နိုင်ပြီလို့ထင်ခဲ့ကြပါပါ။ဒါပေမဲ့ရင်မောင်းနေရဲ့ညံ့ရီကိုဘယ်သူမှ short ထုတ်လို့မရပါဘူး။ကြာခင်မှာပဲစိုက်ကားသမားတချို့ကဒီစနစ်ကိုဘယ်လိုရှောင်လွှဲရမလဲဆိုတာကိုနီလန်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့ဘာလုပ်ခဲ့လဲဆိုတော့စိုက်ကားကိုဘေးတိုက်ကွေးဝိုက်ပြီးတော့ဖျက်ချော်လိုက်ခြင်းပါပဲ။ ဒီလိုဗေဒိုင်းလှုံ့ဆော်မှုကြောင့်ဘိန်းတွေကမြောင်းပြရဲ့အပေါက်တွေကိုမထီတော့ဘဲအန်ဒီရဲ့ကင်းကင်းဖြတ်တန်းသွားနိုင်ကြပါတယ်။ဒါကနီးပညာနဲ့စီမင်းစည်းကမ်းတွေဘလောက်ပဲခေရှိပြင်းနေပါစေလူသားရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကအမြဲတမ်းတလန်းတာနေရဲဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါရင်ရှင်။